ကမ္ဘောဒီးယားခြေဆိုင်ဝီလီကိုင်းကြီးရဲ့ထေသီကောင်းဆောင်လို့တန်ရရှိခံရတဲ့တောင်အာဖရိကနိုင်ငံသားဘေစမစ်ဟာကိုဗတ်ဂျက်လီယင်နဲ့ထိုင်းနိုင်ငံတွေကနေထွက်ပြေးလွတ်မြောက်သွားခဲ့ပြီးနောက်ဒီမှုကထိုင်းနိုင်ငံရဲ့လောကကိုလှုပ်ခတ်လိုက်ပါတယ်။ထိုင်းအောက်လွတ်တော်နိုင်ငံလုံခြုံရေးကော်မတီကဒီမှုနဲ့ဆက်ဆက်နေတယ်လို့တန်ရရှိခံရတဲ့ဝန်ကြီးချုပ်ဟော့တက်စင်လက်ရှိဒူးဝန်ကြီးချုပ်ကမန်နက်နဲ့လက်ရှိဒူးဝန်ကြီးချုပ်ထမ်မန်နက်ဝန်ကြီးချုပ်နဲ့တော်ဝင်ထိုင်းပြည်တပ်တို့ကိုပါဆင့်ခေါ်စစ်ဆေးတော့မှာဖြစ်ပါတယ်။ကော်မတီဥက္ကဋ္ဌရန်စီမန်ရုံးရဲ့အဆိုအရ ဖက်စမဲဟာကမ္ဘောဒီးယားကထိတ်တန့်ပုဂ္ဂိုလ်တွေအတွက်အကျိုးဆောင်လုပ်ပေးနေသူတဦးဖြစ်ပြီးနိုင်ငံတကာရာဇဝတ်ကွန်ရက်ရဲ့အဓိကပုဂ္ဂိုလ်တဦးလို့တန်တရားရှိခံထားရသူပါသူဟာစက်တင်ဘာလ29ရက်နေ့ကကိုပိုင်ဂျက်လီယင်နဲ့ထိုင်းနိုင်ငံတွေကနေထွက်ပြေးသွားခဲ့တာဖြစ်ပြီးဘယ်ဘူးတီသွားတယ်ဆိုတော့ကိုတော့အခုထိမသိရသေးပါဘူးဖက်စမဲနဲ့ဆက်ဆက်နေတဲ့ဟူဝမ်ဂရုဟာငွေစားလေဘမှုပမာဏဘန်ငွေ3တရီလီယံကျော်ကိုကင်တွယ်နေတယ်လို့ဆိုပါတယ်ကော်မတီကတော့ဒီငွေအများစုဟာငွေကြေးခွာ၆ခုကနေရရှိလာတာလို့တန်တရားရှိနေပါတယ် သူတို့ဟာလိမ်လည်ရငွေတွေကို cryptocurrency နဲ့ရွှေအဖြစ်ပြောင်းလဲပြီးငွေပြူဖြစ်အောင်လှုပ်ဆောင်ကြပါတယ်။အခုနောက်ဆုံးမှာတော့မြဝန်းစကန်ဖက်ပြီးငွေပေးချေတဲ့စနစ်ကနေတဲ့ဆင်းမှာငွေကြီးခေါ်ဝါချမှုတွေကိုလှုပ်ဆောင်လာတာကိုစိုးရိမ်နေကြပါတယ်။ဒီမှုမှာနိုင်ငံရေးဆက်နွယ်မှုတွေကအဓိကစောင့်ကြည့်စရာဖြစ်နေပါတယ်။ကော်မတီဟာလာမယ့်ပတ်မှာဒူဝင်ကြီးချုပ်ထမန်နဲ့ဖရွန်ဖောင်းကိုဆင့်ခုံမှာဖြစ်ပြီးသူဟာဘစ်မင်းနဲ့ပုဂ္ဂိုလ်ရေးရာယင်းနီကျောင်းဝင်သူ ဖြစ်တယ်လို့သိရပါတယ်။စုံစမ်းစစ်ဆေးရေးသတင်းတော့တွန်ရိုက်ရဲ့ဖော်ထုတ်ချက်အရဆိုရင် ဝန်ကြီးချုပ်ဟောသစင်ဟာဘစ်စမစ်ရဲ့အကူအညီနဲ့ဇင်ခန့်ဂျက်လင်ဒီဇင်ဝယ်ယူခဲ့ပြီးအဲ့ဒီလေရင်ဝယ်ယူမှုနဲ့ပတ်သက်တဲ့အစီအဝေးကိုဒုဝန်ကြီးချုပ်ထမင်းနဲ့လည်းတက်ရောက်ခဲ့တယ်လို့ဆိုပါတယ်ဒီရှုတို့ဘော်ဟာဒီမှာပဲမပြီးသေးပါဘူးကော်မတီဟာ digital စီးပွားရေးနဲ့လူမှုဝန်ကြီးချန်ချနော့ချန်ဟော့ကိုလည်းစစ်ကောင်မှာဖြစ်ပြီးသူဟာကောစင်တာဂိုင်းတွေကိုအေးမယူဖို့အတွက်ဘန်ဂွေတန်40လက်ယူခဲ့တဲ့ဆိုတဲ့စုစဲချက်တွေနဲ့ရင်ဆိုင်နေရပါတယ်။ဒါပြင် တော်ဝင်ထိုင်းရည်တဲ့ဟာလည်းဒါပြင်တော်ဝင်ထိုင်းရည်တဲ့ဟာလည်း ဒီငွေလိန်ကိုင်းတွေနဲ့ဆက်ဆက်နေတဲ့ပိုင်ဆိုင်မှုတစ်ခုကိုအသုံးပြုခဲ့တဲ့ဆိုတဲ့သတင်းတွေကြောင့်တရားမဝင်လုပ်ရက်တွေကိုတရားဝင်ဖြစ်အောင်ကူညီပေးနေသလားဆိုတဲ့မေးခွန်းတွေထွက်ပေါ်နေပြီးရေတက်အရာရှိတွေကိုပါစင့်ခေါ်ဆက်စည်းသွားမှာဖြစ်ပါတယ်။ အခုဆိုရင်ထိုင်းအစိုးရရဲ့အဓိကအဖွဲ့အစည်းတွေဖြစ်တဲ့ရဲတပ်ဖွဲ့အထူးဆောင်စစ်ဆေးရေးဦးစီးဌာနငွေကြေးခေါ်ဝါချမ်းမှုတိုက်ဖက်ရေးယုံနဲ့မြို့သားထောက်လှမ်းရေးအေဂျင်စီတွေအားလုံးကိုဒီကွေရကြီးကိုဖြိုခွင်းဖို့ပူးပေါင်းဆောင်ရွက်ကြဖို့ကော်မတီကတောင်းဆိုလိုက်ပါပြီဒီမှုဟာတာမန်ရာဇဝတ်မှုတစ်ခုမဟုတ်ဘဲထိုင်းနိုင်ငံရဲ့အမျိုးသားလူညုံရေးနဲ့တရားဥပဒေစိုးမိုးရေးကိုပါချင်းချောက်နေတဲ့အီယာမအရှုတ်တော်ပုံကြီးတစ်ခုဖြစ်လာခဲ့ပါတယ်လာမယ့်ပတ်မှာထွက်ပေါ်လာမယ့်စစ်စေးချက်တွေကတော့ထိုင်းနိုင်ငံရဲ့လောကကိုအကြီးအကျယ်လှုပ်ခတ်သွားစေနိုင်ပါတယ်။